အလုံးကိုပေးသားပါရဲ့ကျွန်တော်ကမြောက်ဦးရခိုင်ပြည်သူတွေရဲ့ကုသလေပါကျွန်တော်ရခိုင်ပါတီကပါကျွန်တော်ပါတီဟာကိသူလူတော်မှာ၁၈နေရာမှာ၁၂နေရာနိုင်တယ်အမျိုးသားလူတော်မှာ၁၂နေရာမှာ၁၀ပြည်နယ်မှာ34မှာ20တော့ရောက်နိုင်တယ်ပုံမှန်လင်းပြောရင်အများစုနိုင်တယ်ဒါကြောင့်ကျွန်တော်ရခိုင်ပြည်သူတွေကိုကိုစားပြုပါတယ်အဲ့တော့ကျွန်တော်စဉ်းစားတာကတလောက်အင်မတန်အရေးကြီးပါတယ်ဆိုတော့ ရခိုင်ပြည်တနာကိုစဉ်းစားတဲ့အခါမှာ DNA ရဲ့ကောင်းတော်ကြီးကကျွန်တော်တို့ဘာဖြစ်လို့ဒယ်လော့ပါတနာလို့မသတ်မှတ်တာလဲဒါမာဂျီနလိုက်ဆွေးနွေးတာရှိတာဆွေးနွေးပါပုံပုံဆွဲပါတီဆွဲမပြောပါနဲ့နောက်တစ်ခုကကျွန်တော်စကားပြောတာကိုနောက်ချက်ပြပါဘုရားကြီးတော်မဆရပြပြောနောက်ဒါကျွန်တော်လုပ်ပိုင်းမှာနောက်တစ်ခုက မနေ့ကပါတီနဲ့ပြီးတော့ကော်ဖီအနေကပြောပါတယ်ဒီကော်မတီမဖွဲ့ရင်သက်ဆိုင်ရာတာဝန်ရှိလူတွေကဒီခိုင်းပါတီနဲ့ဆွေးနွေးလိုက်ပါလို့အကြံပေးပါတယ်မဆွေးနွေးလို့အောင်ခင်ဗျအဲ့တော့ဒါဟာကျွန်တော်တို့ဒေလော့ပန်တာလို့မသတ်မှတ်ဘူးဆိုတာတော့ကျွန်တော်တို့တွေ့တာဒီဟာကိုလက်ခံနိုင်ကြမရှိဘူးနောက်တစ်ခုကကျွန်တော်တို့ဒီမှာ နိုင်ငံတော်အတိုင်းပိုင်းခံပုဂ္ဂိုလ်ဆံရဥပဒေကိုရှာပြီးဖက်ကြည့်ရပါတယ်ကျွန်တော်တို့ဒီမှာတာဝန်လုပ်ပိုင်ခွင့်ရအောင်ပြင်၅ချက်ခန့်မှာကော်မရှင်ဖွဲ့စည်းရဆိုတာမပါပါဘူးဥပဒေရအပေါ်ကိုရောက်နေပါတယ်ဒါကြောင့်ဒီကော်မတီဟာကျွန်တော်မြင်ရတော့ဒါ legitimacy မဖြစ်ဘူးဆိုတဲ့အချက်နောက်တစ်ချက်ကနိုင်ငံရလာတို့ရောက်ပါတယ်အဲ့ဒီအရာဖြစ်ဖြစ်ရှင်းပဲဖြစ်ဖြစ်ဗမာပဲဖြစ်ဖြစ်အရင်ပဲဖြစ်ဖြစ်ထဲလာတယ် နိုင်ငံကအတိမပြည့်တဲ့ပညာရှင်တွေအများကြီးရှိပါတယ်ကျွန်တော်တို့အဲ့လိုနိုင်ငံသားတွေခေါ်ပြီးတင့်ပြီးထည့်တယ်ဆိုတာကျွန်တော်နိုင်ငံရဲ့ဘုံစိတ်ကအများကြီးထိခိုက်ပါတယ်ကိုဗီယာနိုင်ငံကလိုပဲဆွရတယ်ကိုဗီယာနိုင်ငံလိုပဲဆွရလက်ခုကပိုင်းမှာပါဖြစ်နေတယ်လေလေးလိုက်ကြပါနောက်တစ်ခုက UN ရန်ကြီးလေလာတော့ရဟန်းကြီးကိုပြဿနာဆက်လာခဲ့တဲ့ကြောင့်ရဟန်းကြီးတို့ကရန်ကြီးကိုအလိုမရှိဘူးပြောခဲ့တယ်အဲ့တော့ UN ကိုလည်းသိအကောင့်မထင်ပါနဲ့ကောင်းတာရှိတယ်လို့ UN မှာ UN မှာ advocacy lobby တွေဝင်ထားတဲ့အတွက် UIC နဲ့ UN နဲ့ဘယ်လို link ရှိရဆိုတာလေလေ့လာဖို့လိုပါတယ်။ဒါကြောင့်ကျွန်တော်တို့ကစိုးရိမ်လို့ပြောနေတာပါ။ကျွန်တော်တို့ရင်ထဲမှာစိုးရိမ်စိတ်ကိုစာနာပါတယ်စာနာပါတယ်ပြည်ထောင်စုသားဆိုတာမျိုးတော့မလုံးတော့ပါဘူးကျွန်တော်ပြောချင်ပါတယ်။နောက်တစ်ချက်ကဒါအရေးကြီးဆုံးချက် rule of law ကျွန်တော်တို့တိုင်းပြည်မှာဥပဒေဆိုတာအရှုံးချအာဏာရဲ့အစိတ်ပိုင်းတယ်။ဒီဟာကိုအကုန်လုံးလိုက်နာရမယ်။ကျွန်တော်ရခိုင်ပဲရှိဖြစ်တိုင်းရေးသားပဲဖြစ်တိုင်းရေးသားမဟုတ်ခင်လူတွေဖြစ်ဖြစ် ဲ့တော့တိုင်းသားမဟုတ်တဲ့လူတွေကဥပဒေကိုမနာခံတဲ့ခါမှာဥပဒေနဲ့ပဲကျွန်တော်လိုရပါလိမ့်မယ်။အဲ့လိုဆိုရင်ဥပဒေကိုဗမာပြည်ပါပြလို့ဆိုအခုအစိုးရလက်ထက်မှာလဲဘူးလိုလိုမရှိဘူးဆိုတော့ဝန်ခံကြရတယ်။အဲ့တော့ကျွန်တော်ဘယ်နိုင်ငံကြီးအောက်မှာအခုဆရာမလိုဘူး။ကျွန်တော်တို့ပြည်သူတွေခိုင်ပြည်သူတွေနဲ့တိုင်းရင်းသားပြည်သူတွေကြိုးရှင်းကပ်ပြီးတော့ဒီပြည်ထနာကိုဖြစ်ရှင်းလို့ရပါတယ်။နိုင်ငံရေးပုဂ္ဂိုလ်တွေခေါ်ပြီးတော့ကျွန်တော်တို့ကုကာကဲပါကျွန်တော်ပြောစရာမလိုဘူးလို့ထင်တဲ့အတွက်ကြောင့်ဒီနိုင်ငံခြားသားပါဝင်မှုကိုကပ်ွက်ရတာဖြစ်ပါတယ်။ ဓမ္မရေခဲ့ပါအနေရီရစကိုစကိုစားရှိတယ်ခဲ့ပါအဲ့ဒါကိုပြောကြည့်ပါလေနောက်ချက်ကဒီခိုင်ရက်သလားဟာဘူးရောင်မောင်တော့မှာအဲ့ဒီဘာမှမသိတဲ့လူသားတွေရဲ့ population ဟာရှင်းတယ်လေလူကြီးရဲ့နှစ်ဆရှိပါတယ်နောက်ပြန်မှအမတန်ဆွေးရင်ကိုကောင်းပါတယ်အဲ့တော့ဒါကိုဒီဆွေးရင်စိတ်ဟာကျွန်တော်ရဲ့ခိုင်မှာရှိလို့ဆိုတော့ကျွန်တော်ပြဿနာတွေကိုချေချေမြေ့မြေ့သိတယ် ဒီကော်မတီကလာတဲ့လူတွေက reset methodology နဲ့လုံးလိုက်တယ်။ပိုင်းနေအသိပ္ပယ်မရရရင်ရပါလိမ့်မယ်။ဒီနေရာမှာဒိုင်နိုင်ငံရဲ့ပြဿနာကျွန်တော်တို့ရဲ့ဒီကျွန်တော်ရဲ့စိတ်ခံစားမှုတွေကျွန်တော်ရဲ့သမိုင်းရောခံရတွေကိုဒီလူတွေဘလောက်နားလည်မလဲ။အဲ့လိုနားလည်တော့ဆိုကဘာကြီးမှစစ်ပြောက်သွားတာကြားသွားပြီ။အဲ့တော့ဒီလောက်သူတွေရဲ့ပြဿနာကိုဒီလူတွေလာတဲ့ဒီလူတွေနဲ့ OIC ကြားမှာဘလို့ link ရှိကြလဲ။အဲ့မှာဒါဆိုရင်ဘောကောင်းတဲ့ကိစ္စလေ။အဲ့တော့ကျွန်တော်တို့က ကိုပြည်ရေးပြဿနာပေါ့ပြည်ရေးပြည်ရေးပြည်ပါဖြစ်တဲ့ပြဿနာဆိုတာကသူတို့ကဒီပြဿနာကိုဆွဲတင်လာနိုင်ငံတကာကိုဆွဲတင်လာပြဿနာကြီးတွေကိုဆွဲတင်လာသူတို့လောက်မှာတကယ်အာရုံမှုပြည့်စုံအများကြီးရှိတယ်အဲ့တော့အခုဖြစ်တဲ့ပြဿနာကဒီကော်မတီဖက်လိုက်တာကကျွန်တော်ကတဖို့ဘယူကန်းလို့ဖြစ်သွားပြီတကယ်ကကျွန်တော်တိုင်းရင်းသားပြည်သူတွေကြောရှင်းရင်ရှင်းကပ်ပြီးတော့ကျွန်တော်တတိရှိရှိရင်ဆမ်းပါဥပဒေလိုမျိုးလိုအောင်လေဒီအစိုးရဥဆောင်မှုအောင်မှာအဲ့လိုလိုလိုအောင်လေစား နိုင်ငံရာလူတွေကိုပညာရှင်ပါဘာဘာညာပါဆိုခေါ်တာဟာကျွန်တော်တို့သိခါလဲကြားပါတယ်ကျွန်တော်တို့ပြည်သူစိတ်ကကျင်းမရလဲကြားတယ်ကျွန်တော်ပြည်မင်းပြည်သူနာကိုကျွန်တော်ပြည်ရောပြည်သူတွေနဲ့ကြောချင်းကပ်ပြီးကျွန်တော်ကပြက်ပြက်သားသားရင်ဆိုင်တာကိုပဲကျွန်တော်တို့လိုချင်ပါတယ်အဲ့ဒါကြောင့်ဒီကော်မတီကိုကန့်မရတာဖြစ်ပါတယ်ပထမအချက်ကကျွန်တော်တို့က legitimacy နဲ့မညီဘူးကျွန်တော်တို့က democratic ethical ethically ethic democratic ethic ကကျွန်တော်တို့ကို dialogue partner လို့မတတ်မှတ်ဘူးဒါဟာ democracy စံနှုန်းတွေကိုတံပိုးပြရတာဖြစ်ပါတယ် နောက်တစ်ချက်ကဒီဥပဒေရဲ့ပေါ်ကိုကြော်နေပါတယ်။နောက်တစ်ချက်ကနိုင်ငံတကာရဲ့ပါလာရေးကြောင်းစိုးရိမ်ကြရတဲ့ရှိနေတဲ့ကြောင်ကြောင်ဒါကိုကျွန်တော်တို့ကန့်ကွက်နေရရှိဖြစ်ပါတယ်။အဲတော့နောက်ဆုံးနေရတော့ကျွန်တော်တို့ရဲ့ခိုင်ဟာတကယ်အမှန်တန်ကြောက်စရာကောင်းတဲ့ Islamization ရဲ့ချိန်ချောက်မှုကိုကြုံရပါရဲ့။ဒါကဗမာပြည်သူလူထုတရားလုံးရဲ့ဆိုင်ရဲ့အရင်ကဆိုတော့ Islamization ရှိတယ်ဒါနဲ့ဒီချိန်မှာတော့ဗာမင်နေဆီကမိလာပြီးရှိသေးတယ်အဲ့တော့အစ္စလာမ်ကြီးရဲ့ဗာမင်နေဆီကတော့ရက်နေတဲ့ ရခိုင်ပြည်သူတွေဟိုကကျွန်တော်တို့အပြီးဆုံးပါကျွန်တော်လည်းပြည်ပြည်ရှင်းရှင်းပါဆိုတော့လေးလေးနက်နက်ကျွန်တော်ပြောနေပါတယ်ဒါပါအလေးသားပါ